မိုင်းအောင်မြို့၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်ခရိုင်မိုင်းအောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေသည်ယမန်နေ့ကဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုကွင်းစင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေသည်မြို့နယ်အတွင်းရက်ွက်ကြီးရွာအုပ်စုများတွင် တိန်တက်စင်မဲစင်တိုက်ဆိုင်စစ်ဆေးနေခြင်းကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ထို့နောက်ဟောင်ကျန်းကျေးရွာအုပ်စုနန်းယွန်းကျေးရွာရှိ တော်ဝင် မိုင်းယောင်ဆန်ဆက်လက်ပတ်နေမှုနဲ့ကောင်းကဲကျေးရွာကျမွေးမြူရေးလုပ်ငန်းအခြေအနေအားမြို့နယ်နိုင်ငံစည်းပွားမြင့်တင်ရေးကြီးကြပ်မှုကော်မတီစုစုပေါင်းအင်အား၅ဦးဖြင့်ကွင်းစင်ကြည့်ရှုပြီးလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ